ဧပြီလ10ရက်နေ့မှာကြာရောက်တဲ့အရခတ်တတော် AA တီထောင်ခြင်း16နှစ်မြောက်နှစ်ပတ်လည်နေ့အခမ်းအနားကိုနိုင်ငံရေးပါတီလူမှုအဖွဲ့အစည်းနဲ့တော်လှန်ရေးအဖွဲ့အစည်းပေါင်း30လောက်ကဝမ်းမြောက်ဂုဏ်ပြုကြောင်းသဝင်လွှာရေးရေးသားပေးပို့ခဲ့ကြပါတယ်။ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF ကပေးပို့တဲ့သဝင်လွှာမှာရခိုင်လူမျိုးတွေရဲ့ကိုယ်ပိုင်ပြဋ္ဌာန်းပိုင်ခွင့်ရရှိရေးရခိုင်ကြလမ်းစဉ်ကိုအကောင်းဆုံးဖော်ဆောင်နိုင်ပါစေကြောင်းစုမော်ကောင်းတောင်းထားပါတယ်။ ဒါအပြင်လူနည်းစုနဲ့စတင်တည်ထောင်ခဲ့ရမှာတာဝန်ရှိသူတွေရဲ့ကြိုးပမ်းဥဆောင်နိုင်စွန်းတွေကြောင့်ယနေ့ကာလမှာရခိုင်ပြည်သူလူထုရဲ့ထောက်ခံဝိုင်းရံမှုနဲ့အရခတတော် AA ဟာအင်အားများစွာကြီးထွားလာတာကို လေးစားဂုဏ်ပြုအားကျမိကြောင်းကိုလည်းဖော်ပြထားပါရယ်။ရှင်းညင်အောင်ကပေးပို့တဲ့သမွန်လာမှာလဲ AA ကခေါင်းဆောင်တွေရဲ့ရေးရင်ထက်မြက်မှန်ကန်တဲ့ဥဆောင်မှုတွေနဲ့ နိုင်ငံတော်ကတော်လန်ရေးအဖွဲ့အစည်းတွေကလေးစားအကြဂုံယူရတာတွေကိုအထူးဂုံယူဝမ်းမြောက်မိကြောင်းကိုလည်းဖော်ပြထားပါတယ်။